မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပသိမ်ကြီးမြို့အဝင်မှာကားနဲ့ဆိုင်ကယ်တိုက်မိရာကနေကားသမားကမောင်းပြေးသွားတာကြောင့်ဆိုင်ကယ်ဆီးလာတဲ့အမျိုးသမီးကားအောက်မှာညက်ပါသွားပြီးတော့ဒိဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာမနေ့ကအော်တိုဘားလ16ရက်နေ့ညပိုင်း6:45မိနစ်ခန့်ကပသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်ရှိ16လမ်းပေါ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဆိုင်ကယ်ကလမ်းဘေးမှာကြံခဲ့လို့လိုက်စုံစမ်းသေးတယ်။ပသိမ်ကြီး Facebook group တွေမှာလည်းတင်ပြီးတော့စုံစမ်းကြတာ မျက်မြင်တွေကကားကိုပါသွားတယ်လို့ပြောလို့ညာရင်းချင်းလိုက်ရှာလို့တွေ့တာလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိတဲ့ပသိန်ကြီးမြို့ကန်တအူးကအတိအပြုပြောကြားထားပါဗျ။ကားကဆိုင်ကယ်ကိုတိုက်ပြီးတော့မောင်းပြေးရာမှာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးပါညက်ပါသွားပြီးတော့ဆိုင်ကယ်ကတော့အခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်လို့သိရပါဗျ။ရင်တိုက်မှုဖြစ်တဲ့နေရာမှာသွေးစာတွေတွေ့ရတယ်လို့ပသိန်ကြီးမြို့ကန်တွေကပြောပါတယ်။ကားအောင်မှာညက်ပါသွားတဲ့အမျိုးသမီးရဲ့အလောင်းကိုတော့မြို့ပတ်လန်းကံကောက်မှာရှိတဲ့အထဲချုပ်ဆက်ယုံနားမှာစွန့်ပစ်ခဲ့တာကိုတွေ့ရတယ်လို့သိရပါတယ်။ ရင်တိုက်မှုဖြစ်တဲ့နေရာနဲ့အလောင်းကိုဆွန့်ပစ်သွားတဲ့နေရာကတော့၄မိုင်လောက်ကွာဝေးတယ်လို့မြို့ကန်တွေကပြောပါတယ်။သေဆုံးသူဟာလူလက်ပိုင်းအရွယ်အမျိုးသမီးဖြစ်တယ်လို့သိရပြီးတော့တိုက်သွားတဲ့ကားပိုင်ရှင်ကတော့ဖမ်းမမိသေးဘူးလို့ပြောပါတယ်။တိုက်သွားတဲ့ကားကအိမ်စည်းကားအဖြူရောင်းလို့ပြောကြပေမဲ့တေးချာအတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မောင်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးကျေးရွာအနီးမှာစစ်ကောင်စီတပ်ရဲ့ပတ်ကင်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ16ရက်နေ့မနေ့7နာရီလောက်မှာကင်းမုံဝက်ပြီးတော့ကြေးရွာလမ်းအတိုင်းပက်ကင်းထွက်လာတဲ့အင်အား20ကျော်ပါတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုင်မိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်း၂ဦးအခင်းဖြစ်ွားတဲ့နေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့6ဦးထက်မနေ့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။ထိခိုက်တိုက်ဆုံခဲ့တဲ့စစ်ခွေးတွေကိုလူနာတင်ကားနဲ့ဘီလင်းမြို့နယ်ပြည်သူ့စေယုံကိုတယ်ဆောင်သွားတယ်လို့ပြောပါတယ်။ မိုင်းဆွဲခံရပြီးတဲ့နောက်စစ်ခွေးတပ်ဟာအလူလေးကျွေးရွာမှာရှိတဲ့နေအိမ်တချို့ကိုဝင်ရောက်မှွေနောက်တာနဲ့လမ်းသွားလမ်းလာပြည်သူတချို့ကို ပိတ်ဆို့စစ်ဆေးတာတွေလုံဆောင်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ၁ရက်နေ့ကလည်းအလူလေးကြီးရွာအထက်သားဆက်ရုံအနီးမှာကင်းမုံဝင်နေတဲ့စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာစစ်ခွေးတပ်ဟာရွေးကောက်ပွဲ မတာမီကာလကတည်းကကင်းမုံဝင်တာနဲ့တိုက်ရင်အဖြစ်တင်းတာတွေကိုပုံမှန်လုံဆောင်ထားတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစစ်နေမှုများကိုသူကိုယ်တိုင်လှုပ်ဆောင်နေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ15ရက်နေ့ကပြုလုပ်တဲ့ NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာမင်းအောင်လှိုင်ကအခုလိုထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲဝင်ဖို့အတွက်စီရင်ပေးထားသူစုစုပေါင်း58ပါတီရှိပြီးတော့ကိုယ်စားလှယ်လောင်းပေါင်း 9000ကျော်ရှိတယ်လို့သိရပါဗါးအဲ့ဒီကိုစလဲလောင်း9000ကျော်ထဲမှာအတန်းပညာနဲ့ပတ်သက်ပြီးတော့၎င်းအခြားကိစ္စရများနဲ့၎င်းညီဆိုးနေသူများကိုတွေ့ရကြောင်းမင်းအွန်လိုင်းကသူကိုယ်တိုင်ကိုစလဲလောင်းများကိုစီစစ်တဲ့အခြေအနေများကိုထုတ်ဖော်ပြောဆိုထားပါဗါးရွေးကောက်ပွဲအတွက်မဲစင်ပေးတာက58ပါတီရှိပါတယ်တနိုင်ငံလုံးဝင်ပြိုင်မဲ့6ပါတီပြည်နယ်နဲ့တိုင်းဒေသကြီးမှာဝင်ပြိုင်မှာက52ပါတီရှိပါတယ်စီစစ်ဖို့အတွက်သက်ဆိုင်ရာဝင်ကြီးဌာနဈေးကိုရောက်ရှိလာတဲ့စည်ရင်းတွေကိုကြည့်တဲ့အခါမှာ ကိုယ်စက်လဲလောင်းပေါင်း9000ကျော်ရှိပါတယ်။အဲ့ဒီတဲကမှတချို့ဟာတွေကလည်းအချမ်းပြင်းကြည့်လိုက်တဲ့အခါမှာအတန်းပြင်းတာနဲ့ပတ်သက်တာအခြားကိစ္စရက်တွေနဲ့ညီစွမ်းတာတွေကိုတွေ့တဲ့အခါကျတော့တချို့ဟာတွေကိုလည်းအပြောင်းလဲတော့ရှိနိုင်ပါလိမ့်မယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ဒါအပြင်အချမ်းမဆက်တကရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့နိုင်ငံရေးပါတီများကို အော်တိုဘားလ28ရက်နေ့ကနေစတင်ပြီးတော့ရက်ပေါင်း60မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပြီးမဲဆွယ်စည်းရုံးအမယ်ပါတီများအနေနဲ့ စစ်တပ်ကိုဝေဖန်တိုက်ခိုက်မှုများမလုပ်ရန်ဆိုတဲ့စီမင်းများကိုလိုက်နာရမှာဖြစ်ကြောင်းရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းတူကပြောပြထားပါရယ်မဲဆွယ်စီယုံမှုတွေမှာတမတော်ကိုမဝေဖန်ရဘူးဆိုတာဒီမျိုးနယ်ကော်မရှင်ဘက်ကခေါ်ယူပြီးတော့အတိပေးထားပါရယ်ဒီစည်းကမ်းချက်ကိုညှိစွန်းရင်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်နိုင်တယ်လို့ပြောတယ်လို့တတိပုဂ္ဂလရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်ဒိုင်းဒေတာကြီးလွတ်တော်ကိုယ်စားလှယ်လောင်းကရှင်းပြထားပါရယ် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေနဲ့လာမယ့်အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရပ်ပေါင်း60ကြာမဲဆွယ်စည်းရုံးနိုင်ပြီးတော့မဲဆွယ်စည်းရုံးမှာစက်တင်ဘာလ25ရက်နေ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့အချက်6ချက်ပါညွှန်ကြားချက်ကိုလိုက်နာရမှာဖြစ်တယ်လို့ပြောပါရယ်အဲ့ဒီညွှန်ကြားချက်ထဲမှာစစ်တပ်ကိုဝေဖန်တိုက်ခိုက်ခြင်းမပြုရဆိုတဲ့အချက်ပါဝင်နေတယ်လို့သိရပါရယ် နိုင်ငံရေးပါတီများရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောရမှာစစ်တပ်ကိုပြိုကွဲရေးနဲ့စစ်တပ်ရဲ့ဂုံတိုက်ခါထိခိုက်မှုများမလုံဆောင်ရနဲ့လိုက်နာရမယ့်အချက်၉ချက်ကိုစစ်ခွေးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတောင်းမြစ်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မုံမိတ်မျိုးနဲ့နံမတူမျိုးတို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်နဲ့ကားများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ16ရက်နေ့ညနေ6:20မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ တိုက်လေရင်နဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒစစ်လေရင်ကကျဲချတဲ့ဘုံကမိုးမိတ်မြို့တောင်ပိုင်းရက်ကွက်ကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ ပေါင်900ဘုံတလုံးနဲ့ပေါင်950ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုဘုံကြောက်ရောက်ပောက်ကွဲမှုကြောင့်အသက်50အရွယ်ဒေါ်အောင်ရွှေဟာထိမှန်တရားရရှိပြီးတော့နေအိမ်နှလုံးနဲ့ကားတစ်စီးထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်မနေ့ကညနေ6:20လောက်မှာတိုက်လေရင်နဲ့ဘုံကျဲချရမှာတော်မှန်ရက်ကွာအမှတ်နဲ့ခြေကံပညာမူလနှမ်းကြောင်းနှောင်းမှာကြောက်ရောက်ပောက်ကွဲပါတယ်အဲ့ဒီနားမှာပဲလမ်းမအလဲမှာလဲဘုံနှလုံးထပ်ပြီးတော့ပောက်ကွဲတယ်အမျိုးသမီးတအုပ်ထိခိုက်တယ်ရရှိပြီးတော့နေအိမ်နှလုံးနဲ့ကားတွေပျက်စီးသွားပါတယ်လို့ ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲအော်တိုဘားလ10ရက်နေ့ကလည်းမိုးမိတ်မြို့နယ်အောင်မြေရွာအနီးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်လည်းပေါင်နေ50ဘုံနှလုံးနဲ့ rocket လက်နက်ကြီး6လုံးတို့ကျဲချတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဒီကနေ့မနက်ပိုင်း7:55မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ဟိုမင်းကြီးရွာနဲ့နမ်မတူမြို့တို့မှာစစ်တပ်ကတိုက်လေရင်နဲ့ဘုံများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ ၄အစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာခလာရ85ကစစ်မှုန်တပ်တပ်သားတဲ့9ဦးဟာ KNL ထံမှအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ15ရက်နေ့ကအာနာတိတ်အကြမ်းဖက်စစ်ခွေးတိုက်ရဲခလာရ85တိုက်ရင်ကစစ်မှုထမ်းတပ်သားများဖြစ်တဲ့အသက်22နှစ်အရွယ်ကျော်စီရအသက်28နှစ်အရွယ်တီဟနိုင်အသက်36နှစ်အရွယ်အောင်မျိုးဦးအသက်20အရွယ် ်စီသူဟင်အသက်26နှစ်အရွယ်မောင်မောင် အသက်33နှစ်အရွယ်ရှိတယ်တန်းနိုင်ဦးနဲ့အသက်24နှစ်အရွယ်ရာဇာထက်စုစုပေါင်းစစ်မှုတန်းတပ်သား9ဦးဟာအလင်းဝင်ဗတ်ပြောင်းခိုးလုံလာတယ်လို့သိရပါတယ်အဲ့ဒီစစ်မှုတန်းတပ်သား9ဦးဟာစစ်မှုတန်းအပတ်စဉ်9စစ်မှုတန်းအပတ်စဉ်10နဲ့စစ်မှုတန်းအပတ်စဉ်73တို့ကတင်နန်းသားများဖြစ်ပြီးတော့အလင်းဝင်လာတဲ့စစ်မှုတန်းတပ်သားတဲ့တန်းနိုင်ဦးနဲ့ရာဇာထက်တို့9ဦးဟာရောင်းစားခံရပြီးတော့ပြည်သူစစ်မှုတန်းဘဝကိုရောက်ရှိလာသူများဖြစ်တယ်လို့သိရပါတယ်အခက်အခဲမျိုးမျိုးကြောင့်အလင်းဝင်ဗတ် ပြောင်းခိုးလုံလာကြတဲ့စစ်မှုထမ်းတပ်သားများဟာလက်နက်များကိုယူဆောင်လာနိုင်ခြင်းမရှိတော့လေကြောက်ကြီးမြို့နယ်တာဝန်ရှိသူများကနေရာထိုင်ခင်းအစားအစာနဲ့အဝတ်အစားများကိုထောက်ပံ့ပေးအပ်ပြီးတော့ကောင်းမွန်စွာထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့သိရပါဗျ။အချောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းစိတ်ခိုင်းခံနေရတဲ့အာဏာသိမ်းစစ်တပ်ထဲကတပ်သားများအနေနဲ့မိမိတို့နဲ့နှိစက်ရာတော်လိုင်းတပ်ဖွဲ့များထံကိုရရနီးလန်းနေနဲ့လက်နက်ချပြီးတော့အလင်းဝင်ဗတ်ပြောင်းခိုးလုံကြရန် KNU ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ